ချို့ကကြတော့လေအစိုးရဟိုအပြစ်တင်မှာဆိုလို့ဖုန်းနဲ့ကားနဲ့ဖားတယ်ပေါ့ဗျာနော်အဲတချို့အဲ့လိုရှိကြတယ်ချို့ဆိုလည်းပေါ်တင်ကိုဖားတာဗျာနော်ပေါ်တင်ကိုဖားတာတကြည်ပြချင်းမရှိပေါ်တင်ကိုဖားတာအဲဘလီစားမလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်တရားကောမဒီတာဝန်ရှိရပေါ့ဘယ်နားလိမ့်မှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအဖြေပဲ နိုင်ငံကြာပြောတာဒီမယုံနဲ့လीဒီမှာနေပြည်တော်ဒင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအဲဆွဲမယ်ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကြောက်ကြီးရေနောက်တစ်ခုကအဒီဖြတ်မှုနှမျိုးတစ်မျိုးတော့လုလိုက်အကြံပေးလိုက်ဒါမှရှောက်ပြောဘလုရှတ်တရှောက်ပြောရှာရုံးမရှိတိုင်းဘလုရှတ်တရှောက်ပြောနေတာရှက်သွားတယ်။နည်းနည်းငြိမ်သွားတော့နော်။နည်းနည်း သတင်းသမားဆိုတာဂါဂနာနာဂငယ်ဂါကြီးနာငယ်နာကြီးလေးလာကြီးမပြောရှောင်းမပြောနဲ့တရားရုပ်ရောက်ကတ်ရောက်နဲ့အဲဆိုတော့မကောင်းဘူးလေနော်အဲဒီလာပြောတာလေးစားအကုန်လုံးကတူညီစွာရှိရမှာတစ်ချက်သေးပဲငါ့ပါဆိုငါတို့ကဒီမြန်မာနိုင်ငံဆိုတဲ့အလံတော်အောက်မှာအတူတူကွာ ညီကိုမောင်တို့လို့ရှင်တွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတရားနဲ့နေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနာလိမ်မှုနေထိုင်မယ်တယောက်နဲ့တယောက်ကိုထောက်ထားညတာမှုနေနိုင်ရမယ်တယောက်နဲ့တယောက်ကိုအမုန်းတရားတဲ့အညှိုးတွေမရှိဘဲနေနိုင်ရမယ်ဆိုတဲ့စိတ်မျိုးဝင်နိုင်လို့ရှိရင်ကျွန်တော်အလုံးအားအတူတူပဲဒါကိုလက်ခံဖို့လိုတယ်ဒါကြောင့်ဒီပလီကိစ္စဒီဆောက်တာကူမှမနစ်ကပေးတယ်ဒီနေ့မှဒီကူပြီးရတဲ့ရပိုင်းလေးမှစဆောက်တာစဆောက်လို့အတန်ထွက်လာတာမနစ်ကတော့အတန်သိမထွက်ဘူးဒီနေ့တော့အတန်ထွက်လာတော့စဆောက်နေပြီလို့ဆောက်တော့စိုးရင်ဒါကိုလည်းကျွန်တော်သိစီခြင်းနဲ့ကျွန်တော်အနေနဲ့ကတော့ဒီပလီကိစ္စဒီ ိုအရေးကြီးခွင့်ရလုံးပြီးတော့ပြူပြူပြဲရှုရှိထားပြီးတော့အော်အော်တောင်းဖြစ်เสียမလိုရတဲ့ကိစ္စဖြစ်တယ်လို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗလီဆောက်တဲ့ကိစ္စဖုံးဖိဖို့ကြိုးစားတဲ့ကြံဖို့အမတ်နဲ့ကျော်မျိုးမင်းတို့ကြားဖို့တိုင်မှုကတဆင့်ကျော်မျိုးမင်းကိုပုံမှန်နှစ်ခုနဲ့အရေးယူမယ်လို့ဘူးလက်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစခံရတော့မယ်ဟုတ်လားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးအာသူနေဒီမှာဒီရုပ်ကဝေဖန်ဆိုတာဘောတူပါတယ်ပါတယ်ဆိုတာခင်ဗျာ ရနေပြီခဏပြန်ရောက်လို့ပါညာရန်ကုန်မှာတော့ဟိုတယ်လေးဝေထားတယ်ပါညာဟာဟိုတယ်ဝင်တဲ့တရုံနဲ့ဗမ်းဆိုင်နဲ့ဝင်တဲ့ကောင်တယောက်တယ်ကျွန်တော်ဗီဇာကမဆိုင်ဘူးလားကျွန်တော်တို့ဗီဇာကိုတက်တက်ခါချာဟာကျွန်တော်တရားဆွဲရမယ်သူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီချာမိညာမိဆိုမိညာမိလောက်လာတော့ပုံဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါလေအဲဆွဲမယ်ဆိုရင်တော့တစ်ခုနဲ့တော့ဆွဲနေတာကုနဲ့ဆိုရင်လို့တစ်ခုကချောက်ချောက်ကြီးရေနောက်တစ်ခုကအတီးရဖြတ်မှုနှစ်မျိုးတော့လုလိုက်ကိုအကြံပေးလိုက် ဒါမှလျှောက်ပြောဘလုတ်ရှက်တက်လျှောက်ပြောရှာရုံးရှိတယ်ဘလုတ်ရှက်တက်လျှောက်ပြောနေတာတွေရှက်သွားငနငိမ့်သွားတော့နော်ငနလေးတရင်တပါလာကာကာနာနာကာငယ်ကာကြီးနာငယ်နာကြီးလီလာညီမပြောရှောက်မပြောနဲ့တရားရုံးရောက်ကတ်ရောက်နေအဲဆိုတော့ကောင်းဘူးလေနော်ကြားလာပြောတာလစ်ဇာဒီနေပြောမနာမည်ကြီးတဲ့ကိစ္စကိုကြာနာမည်နာမည်ကြီးတဲ့ကိစ္စနဲ့ကျွန်တော်ကိုယ်နဲ့ဆက်ဆံပြောပါမယ်ဒီလိုနာမည်ကြီးတဲ့ကိစ္စကဘလီကိစ္စကိုတော်တော်နာမည်ကြီးအဲ့ကိစ္စကိုဟောတော်တော်ရိုင်းနေလားဟော အဲ့ဒီပဏိကိစ္စကလည်းကျွန်တော်လုံရင်ပြောရင်2014လား23ခုလေကျွန်တော်ဒီတိုင်ပြန်ကြည့်တာကျွန်တော်တစ်ခါတည်းလုံးမရဘူးပဲဆိုတော့အဲ့လောက်တော့ကွပြပေးခဲ့တဲ့ဟာအဲ့ကတော့ဗိုလ်ချုပ်ကြီးကကျွန်တော်တို့သိတာပေါ့နော်2020နဲ့အဲ2024တုန်းကဘာသာပေါင်းစုံကိုယ်တိုင်နဲ့ပြဿနာခံရခုမှာဗိုလ်ချုပ်ကြီးကိုယ်တိုင်ကွပြပေးခဲ့တဲ့မြေရှိတယ်သိရတယ်ဒါဒါအခုဖြစ်နေတာနေပြီးတော့ကောင်းစီနေမြေပြင်မနာမျိုးနဲ့သစ်စိတ်နဲ့ခြေွာအဲ့ဒီွာလေးမှာ ဲ့ရွာထဲမှာဒါပလီတိဆောက်နေတယ်ဗောဗျာအဲ့ဒါကိုတိဆောက်နေလို့ဆိုပြီးတော့အခုမျိုးသားကြီးသမားတွေဘာညာတွေကဒါစိတ်ဆိုးကြတယ်ဗောလုံးဝိုင်းပြီးတင်ကြတယ်ဗောနော်ဆိုတော့သူကလည်းဘောကတိကာဝယ်နေတိစိတ်နေရွာမှာဆိုတော့အဲ့ဒါလေရခိုင်ကဘုံဘုံကြီးကဒီဘာလို့ဘောကဖွင့်နေတွေ့ရအချိန်မှာအဲ့ဒီနေရာလေးကိုဒီခရစ်အစ္စလာမ်ကိုလည်းမပါဘူးဒါခရစ်ယာန်ဗုဒ္ဓဘာသာအင်္ဂလိပ်ကန်ခရစ်ယာန်ဗောနော်ကက်သလစ်ခရစ်ယာန်ခရစ်ယာန်ကအင်္ဂလိပ်ကန်နဲ့ကက်သလစ်နောက်တော့ကနှစ်ချင်းအဲ့တော့အဲ့လိုမျိုးနေဘုရားဘာသာဆွန်နီအစ္စလမ်ရှီယာအစ္စလမ်ရှီယာအစ္စလမ်နောက်ဟိန္ဒူအစရှိတဲ့ပုံစံတွေကိုတော့ပြန်ပြီးတွေ့ရချင်ပါသူတို့အတွက်ဒီနေ့တော်ရမီနေရာလေးချတာပေးရဲလို့ကျွန်တော်ချမ်းမြေသိရတယ် ချတာပြီးကြတယ်မချဘူးလေပေါ့နော်ဒါပေမဲ့အဲ့တော့အဲ့ဒါကြောင့်ဖြစ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကနေ2024ကျတော့ခုပြီးခဲ့တဲ့10ရက်မပြည့်ဘူးလေ10ရက်ပေါ့နော်10ရက်ပေါ့နော်10ရက်လောက်ရှိသေးတယ်ပြီးခဲ့တဲ့ရက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာ17မှာနောက်ဆုံးတက် စာဝေးတော့မှစပြီးတော့ဒီဒီတပလီစောင်းဆိုဖောင်ဒေးရှင်းနဲ့စချရအောင်ချားကြအဲ့ဒီမှာစပြီးတော့မြူဇိုင်းသမားတွေကစပေါက်ပေါ်ပြီးတင်ရတော့ဗျာအာတချို့လည်းမြူဇိုင်းသမားတွေနဲ့တက်မလို့လည်းရံပြောင်းတိုက်ပေးတယ်အာတချို့ကလည်းမြူဇိုင်းသမားတွေနဲ့မီဒီယာတွေညတိုက်ရတချို့ကလည်းမြူဇိုင်းသမားတွေဘာလိုက်နေညတိုက်ရအပတ်ရရညတိုက်ပြီးတော့တချို့ပြောတယ်တချို့ကကျွန်တော်လည်းအစိုးရကိုဖြစ်တယ်မှာဆိုလို့ဖုံးလေကားလည်းဖားတယ်ဗျာနော်အာတချို့ကလည်းဖြစ်ကြတယ်ဖြိုးတွေကိုရင်းကိုဖားတာဗျာနော်ပေါ်လေကိုဖားတာတကြီးမြေချင်းစီပေါ်လေကိုဖားတာတကယ်နိုင်ငံတော်ကတကယ်ပေးတင်ပေးတိုက်လို့အစ္စလာမ်တခုတော့ပြီးအောင်ပဲချင်းတဲ့ဘာသာအလုံးကိုပေးရတယ် ဆိုတော့ကျွန်တော်ပေါ့ဒီမှာနေရတော့အဲ့လိုကြီးချပြလို့မရှိတာချပြလို့ရတယ်လေဟိုဘာသာရေးအဆောင်ဆိုတော့ကလူအရင်ချပြရတာရှိတယ်မိတိတော်ကဘာသာရေးအဆောင်နဲ့ပတ်သက်ဗုဒ္ဓဘာသာလို့ရှိတယ်ကျွန်တော်ဒီကြီးကြီးမားအဲ့လိုမီဒီယာချပြရမျိုးကအဲ့တိတ်လို့မရှိဘူးလေဟိုးရွာရွာကြီးမှရှိရလိမ့်လို့နေလားရှိအောင်အဲ့လိုကြက်တက်လာတာဒီလုပ်ပြရမျိုးမရှိဘူးအဲ့တော့နေတော်ကြီးခဲကကြာတော့ तू ကဘာသာပေါင်းစုံနဲ့ပတ်သက်သူစဉ်းစားထားတာအများကြီးရှိတယ်ဆိုတော့ကျွန်တော်နိုင်ငံနဲ့ပတ်သက်တခြားနိုင်ငံတွေစဉ်းစားတာကအစ္စလမ်ဟိုဖိနေတယ်လို့ခရစ်ယာန်ဖိနေတယ်လို့ဟိုဟာဖိနေတယ်လို့ဗုဒ္ဓဘာသာကရမ်းကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာကိုအားလုံးလက်ယူဝိုင်းထုတ်နေတယ်ခါတော့ကလက်ယူလိုက်ထုတ်အမေရိကန်ထုတ်ဟိုထုတ်လက်ယူလက်ဝိုင်းထုတ်နေတယ်ထုတ်ကြတော့ မင်းတို့ချိုးချိုးနေတဲ့လူတွေကိုပြောက်လို့တော့ဒီမှာကြည့်ရေမောမှာဆိုရင်ပြုတ်လေကောင်မတို့ကြည့်လိုက်ဦးဟာအစ္စလာမ်ခရစ်ယာန်ပုဂ္ဂဘာသာတော့တော့ဘုလိုတော့ဆိုင်ရတာလူတွေကောင်ပြုတ်တော့ခမရှိတဲ့တယ်မှာဘေးမှာတဲ့တယ်မှာတဲ့တယ်မှာမြို့ပြုတ်တော့ခမရှိတဲ့ဘေးနဲ့ဖက်မှာဘုရားဘာသာနဲ့အစ္စလာမ်ခရစ်ယာန်ပွဲထားတာတော့လည်းကြည့်မဟုတ်တော့တော့လည်းကြည့်ဘယ်လိုရတာအခုရှိရိုင်းတာမြို့တော့ဘုမဆိုတော့ပြနေတာဒါတော့နေပြီးတော့လုံးနေပါလေရှိတယ်ဟာရှိတယ်လည်းတော့မဟုတ်တော့မြေကချပေးတယ်ဒါပေမဲ့ဒီလိုက်မရကြတယ်သူကခန္ဓာကြရာဒီအစ္စလာမ်ဘာသာကိုသူစိုးရင်ကြပုံရတယ်အဲ့တော့စိုးရင်လည်းမင်းကျွန်တော်ဒီကလူလိုက်မရဘုရားဘာသာဝင်ဒီအစ္စလာမ်ဘာသာဝင်စိုးရင်ရချောင်းရလေအဖြစ်တော့မဟုတ်ဘူးဘာလို့လဲဆို ခင်ဗျားခုဒီနေမှာဖြစ်နေပြီလေဒီနေမှာဖြစ်နေကိစ္စဒါကြောင့်ကျွန်တော်မြန်မာပြည်ရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကတကယ်ဒီလိုမျိုးဒီနေကပြည်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေတော့ဟိုအရာကြီးတက်ဟိုသွေးမကြွဘူးနော်လည်းအိုးဖြစ်ဘူးဒီမှာအေးစိတ်နေကြတယ်လို့တော့ကျွန်တော်အဲအဲ့လိုမြင်ထားပြီးရှင်တယ်ဘာလို့လဲဆိုတော့အခုတည်းရောအဲ့လိုမြင်ပြရပါဘောဗျာတက်နိုင်ဘောကိုဘာလို့ဆိုတော့ကိုကလောဆယ်သူ့အဲ့လိုပဲနေနေတာဟုတ်အင်းကြီးတော့နေထိုင်တဲ့အစ္စလာမ်ဘာသာဝင်တွေကတော့အတွက်ကတော့လိုအပ်ပါတယ်ဒါကိုအသုံးချပြီးတော့ရှင်းတော့နော်ဒါကိုအသုံးချပြီးတော့ ပြည်ထိုင်မှာလုပ်တယ်လို့မျိုးလုပ်ဖို့ကြိုးစားလာဆိုရင်တော့ဒါကျွန်တော်တို့နိုင်ငံအတွက်အရေးရှိတယ်။ဒါနဲ့ချက်ပဲ။ဒါပဲကျွန်တော်အဲ့လိုပြောချင်တယ်။အဲ့တော့ပြည်ထိုင်မှာလုံအောင်ကြည့်ပြီးတော့ဒီလိုအပြုစားမှုတွေဆိုရင်လည်းမမပါဘူး။ဒါတော့ဒီတော့အစ္စလာဘာဝင်ဒါဝင်ရှိသူတွေကိုယ်တိုင်ကလည်းတော့မှစိုးရိမ်ချင်မဟုတ်ဘူး။ဒါတွေကဘာကြောင့်ဆိုတော့ဒီဂျီကမှာအစ္စလာမ်တွေဘယ်လိုရှိလဲ။တွတ်ချက်ပြ။နိုင်ငံတော်ကြီးကလည်းအဲ့ဒီနေရာမှာပေးစံဘယ်လိုရှိလဲ။အစ္စလာမ်ကြီးဘယ်လိုရှိလဲ။ရှိမှာပေးဖို့တန်တာ၊ချောက်ဖို့တန်တာ၊ဒါတွေစံသားပြီးတော့ချက်ပေးဖို့လိုတာ။အဲ့တော့အဲ့ဒီနေရာကကျွန်တော်တို့ခေါင်မဲလို့ချက်မြင်သိရတယ်။ခေါင်မဲတော့ကအရင်ကဒီအဲ့တော့ဝိုင်းမှာအစ္စလာမ်တွေအရင်များလားမများလားဆိုတော့တိတ်တော့ရိုက်တော့များတယ်ပေါ့မဟုတ်ဘူး။ဒါနဲ့အဲ့ဂလီပေါ်လာရင်ဘာဆက်ဖြစ်မလဲမေး။ဂလီရှိသွားရင်တိတ်ကြကြမှာအစ္စလာမ်ဘာသာဝင်တွေရောက်လာတယ်။ ်ဘာလို့လဲအဲ့မှာသူ့ပေါင်းအဲ့ရွာမှာနေထိုင်တယ်ဒါပေမဲ့အဲ့ရွာကကုလုံးမှာရှိရဲမူလ origin ကတော့ပြောများတဲ့ဘာသာကတဖြည်းဖြည်းနည်းနည်းလာပြီးတော့အစ္စလာမ်ဘာသာဝင်ပုံများလာတယ်ဒါကလည်းသူစိုက်မှလည်းဆိုရင်ချက်ဒီဆိုရင်ချက်ကိုဆိုရင်လည်းမရှိဘူးဆိုတော့ပြသွားအစ္စလာမ်ဘာသာဝင်တွေကပြရမယ်ဘာသာဝင်တွေကပြပေးရမယ်ပြီးနိုင်ငံတော်ကလည်းโอเคမျိုးဆိုရင်လည်းမလုံးဆောင်တတ်ပြီးပြပေးရမယ်ဒါသူ့ဆိုရင်ချက်ကလည်းမှားမနေရအောင်ဆိုတော့ဒီနေရာတကယ်ဖြစ်နေပြီနော်ဒီနေ့ငါဆိုတော့ပြင်သေးလုံးချက်တဲ့နိုင်ငံမျိုးဥရောပနိုင်ငံတွေကိုတော့အမလီလူခွေးကောင်းတွေတက်လိုက်တာအကုန်ချုံးနေပြန်ကုန်တာအမေရိကန်ဘက်ကစားဖြစ်နေပြီဆိုတော့အရာအလုံးက တော့ကြီးတယ်သူတို့သူနိုင်ငံသူတော့ကြီးသူကြီးပဲကိုနိုင်ငံကဒီမြန်မာပြည်မှာဒီဘာဘုဟုဘူရဘာသာဝင်စိတ်တော့ကဖြစ်တာလေမှားလို့ပြောမှာဒီနိုင်ငံတကယ်ဟိုလူများသောလူကြီးရဘူရဘာသာဝင်လေသူတို့လည်းအမျိုးပြောင်းမှဆုံးချောက်တာပေါ့ခင်ဗျာမျိုးပြောင်းမှမဆုံးချောက်လို့ခင်ဗျာမျိုးမျိုးပြောင်းသွားတယ်လို့အားလုံးအရှိချင်တယ်အဲ့တော့အစ္စလာမ်ဘာသာဝင်ဗလီဆောက်တာကိုအစ္စလာမ်ဘုလို့ကန့်ကွက်တာဆိုတာချက်သူတို့ရဲ့စိုးရိမ်ချက်ကိုထုတ်ပြတာဒီလိုပဲမှတ်ပြီးလို့လေသူတို့ရဲ့စိုးရိမ်ချက်ကိုထုတ်ပြတယ်သူတို့စိုးရိမ်တာမဟုတ်ဘူးဆိုတာကိုလေဒီအစ္စလာမ်ဘာသာဝင်တိုင်းနဲ့ပြဖို့လို့နိုင်ငံတော်ကပြတယ်ဘာသာဝင်ကပြပေးတယ်ပြီးတော့အေးချမ်းတော်တိုင်းနဲ့အစ္စလာမ်ဘာသာဝင်တွေထုတ်လေ ဒီအဲ့ဒီဒေသမှာလည်းအစ္စလာမ်တွေများတယ်ဆိုရင်ရှိဖို့အလေးရှိဖို့လိုတယ်။ဟောသူဘယ်နောက်တော့ဝတ်ပြီးမလဲ။သူဘယ်နောက်တော့ဝတ်ပြီးမလဲ။အဲ့ဒါလည်းလိုရတယ်။ဆိုတော့ဒါရီအားလုံးကတမမြတ်တာဆိုမြတ်ချီရှိသွားနေလို့လေ။ပြီးတော့ဒီနိုင်ငံမှာနေတဲ့အစ္စလာမ်တွေတဲ့ဟိန္ဒူတွေခရစ်ယာန်တွေမို့တိုက်တာလာခဲ့။တိုက်တဲ့ဘုရားသာဖြစ်ဘယ်ဘာသာကိုယ်ကခမည်းဘယ်ဘာသာကိုယ်ကိုယ်ပဲ။အဲ့ဒီနိုင်ငံအလံတော့အောက်ခဏကျွန်တော်တို့တခုလေးရတယ်။ဒီအမေရိကန်ကတခုလည်းရနေဆိုတော့မင်းကြားလည်းစိတ်မရှိဘူးလား။ကျွန်တော်ဒီလိုလေးပြောမယ်။မြန်မာပြည်အစ္စလာမ်ဘာသာဝင်တယောက်ဟိုဒီဘာလဲကျွန်တော်ဟိုဘာဘာဘာလဲတို့တို့ပါပေါ့။တခြားအစ္စလာမ်နိုင်ငံနိုင်ငံသွားလို့အဲ့ဒီနိုင်ငံတို့ကိုတို့နိုင်ငံသားတွေတင်းမပြမထင်ဘူးလား။ ကိုယ်နိုင်ငံပြောင်းမြန်မာအမေတိတ်ထိုးတဲ့စစ်တမ်းဒူလိုခံစားပြီးတော့ဖြစ်တယ်ကိုကျူသွားတာဟုတ်ပြီမြန်မာနိုင်ငံကျန်တဲ့ဘာသာဝင်တယောက်ရှားနိုင်ငံတော်လို့အသိမပြည့်ချင်လားသူတို့ရဲ့စီးရင်လည်းမသွင်းသေးဘူးခဏသူတို့စီးရင်မထည့်ဘူးမြန်မာတို့ပဲသွင်းလာပြီးတော့သူတို့ရဲ့သူတို့ရဲ့ဒီဒီဇပွဲပေါ်မှာတင်ထားတဲ့စီးရင်ထဲမှာအနာဝင်းရောက်ခဲ့တာမှာအဲ့ဒါပါလို့ဆိုရှင်းရှင်းလေးပဲခင်ဗျားအေဆန်ဖြစ်ဖြစ်မော်ဆယ်ဖြစ်ဖြစ်ဒါဆိုအေဆန်ဖြစ်ဖြစ်ဟိန်းလေးခွေးချမ်းဖြစ်ဖြစ်ဘာဖြစ်လို့လာတာဖြစ်ဖြစ်ခဏဘယ်တော့သွားခင်ဗျားကိုကြည့်မှာကနေရှင်းနိုင်ငံကြီးရခဏနိုင်ငံပါတော့နိုင်ငံအဲ့ဒီနိုင်ငံဒီနိုင်ငံဒီဘာသာဝင်တယ်ထောက်ကျွန်တော်တို့အဲ့နိုင်ငံကနေပြီးတော့ဘူးလေးနဲ့မထားဘူးဆိုတော့ခဏတော့ကိုယ်နေကြတယ်။ဒါကြောင့်မို့ကျွန်တော်တို့ခဏတော့အားလုံးဟာခရစ်ယာန်အစ္စလာမ်ဟိန်းလူမော်ဆယ်စသဖြင့် လူတွေဒီမီလီပါလာကိုယ်ပြစီအကောင်လုံးကတူလီပါရှိရမှာတစ်ချက်တည်းပဲအဲ့ဒါဆိုငါကဒီမြန်မာနိုင်ငံဆိုတဲ့အလှတော်အောက်မှာအထူးသဖြင့်ညီကိုမတော်လို့ရှင်တွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချင်းချင်းတရားရည်နေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနဲ့ဝင်ထိုင်မယ်တယောက်နဲ့တယောက်ကိုထောက်ခံကြတာမျိုးနေနိုင်မယ်တယောက်နဲ့တယောက်ကိုအမုန်းတရားတွေမျိုးတွေမရှိပဲနေနိုင်မယ်ဆိုစိတ်လူဝင်နိုင်လို့ရှိရင်ကျွန်တော်ကတော့အထူးပဲအောက်လက်ဆောင်လို့ဒါကြောင့်ဒီပလီကိစ္စဒီဆောက်ရကုန်းကမနေ့ကပေးတဲ့ဒီနေ့မှာတီကူပြီးရတဲ့ရပိုင်းကမစားဆောင်စားဆောင်လို့တန်ထောက်လာမနေ့ကတော့တန်သိမ်းထုတ်ဒီနေ့တော့တန်ထောက်လာတော့စားဆောင်နေပြီဆောက်တော့ဆွေးနေတာဒါကိုလည်းကျွန်တော်သိနေတယ်ကျွန်တော်နေတဲ့ကတော့ဒီပလီကိစ္စဒီ ိုအရေးကြီးကိုရလုံးပြီးပြူပယ်ရှုရှင်းထားပြီးတော့အော်တော်ဖြစ်စီမလိုတဲ့ကိစ္စဖြစ်တယ်လို့ဆိုရင်တဲ့သူတွေကိုလည်းမစိုးရိမ်ပါလို့ပြောခါလဲဆိုရင်ပြောရမယ်။ဒါလောက်တာလည်းဘလို့အချင်းရှိတယ်။ကျွန်တော်တို့သဘောထားပါလဲဆိုတော့သဆိုင်လူကြီးတွေဖြစ်ပြီးတော့သဆိုင်လူတွေတည်ပြီးပြီဆိုရင်ခရတ်တမိုင်းခါတော့ကြည်ပါပြီ။ကျွန်တော်ကခဏလေးကြည်နေပါရရင်မလို့ပါနဲ့။နေလို့ကြည့်ရတယ်။သိချပြစင်းသားပါလိမ့်မယ်။သဆိုင်ကဘာသာဝင်တွေကလည်းသူတို့လုပ်နေတာလေးသူတို့လုပ်ပါလိမ့်မယ်။ပြီးတော့မင်းရတော့အေးချတော့နေတိုင်းနဲ့တိုင်းပြည်ကိုချုပ်ပြီးအစ္စလာမ်ဘာသာဝင်တိုင်းအတွက်တော့မိသည်ရမှာဆိုသူတို့ကိုပြဖို့အတွက်ပလီစ်ခုတော့လိုရပါလားမင်းလိုရပါတယ်။ဒါနဲ့အဲ့ဒီလူကအေးချစွာဒီခါပြီးနိုင်ငံကိုချစ်တဲ့နိုင်ငံရဲ့တာဝန် ကျွန်တော်အစ္စလာမ်ဘာသာဝင်ဆိုလေပုံပေါင်းတာပေါ့ဗျာအဲ့ဒါဆိုကျွန်တော်လည်းညီကိုညီကိုလည်းအေးဆေးပါဗျာဒါလေးကိုနှစ်ပတ်မြောက်ကြီးစဉ်းစားပြီးတော့လုပ်ကြဖို့တက်ဆိုင်ရာဖွဲ့စည်းအားလုံးကိုလည်းတက်ထုတ်ပါမယ်နော် စစ်တပ်ကထုတ်လုပ်ထားသော electronic မဲပေးဆက်များကိုမဲခိုးမဲလိမ့်နိုင်သောပြောဆိုမှုများကိုဖမ်းဆီးအရေးယူရန်ညွှန်ကြားအကြမ်းဖက်စစ်တပ်ကထုတ်လုပ်ထားသော electronic မဲပေးဆက်များကမဲခိုးနိုင်ပြီးမဲပေးမှုမမှန်ကန်နိုင်သောပြောဆိုမှုများနှင့်လူမှုကွန်ရက်တွင်ရေးသားဖြန့်ဝေမှုများပေါ်ပေါက်လာလျင်ဖမ်းဆီးအရေးယူမှုများချက်ချင်းဆောင်ရွက်ရန်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတပ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အစဉ်အဆက်ကိုညွှန်ကြားထားကြောင်းသိရှိရသည် အကြံဖတ်စစ်တပ်ကလာမည့်ဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမည့်2025ရွေးကောက်ပွဲတွင် electronic မဲပေးဆက်များကိုအသုံးပြုမည်ဖြစ်ပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်မဲပေးဆက်အနည်းဆုံး90000ကိုအသုံးပြုမည်ဖြစ်ကြောင်းရင်းမဲပေးဆက်များမှာစစ်တပ်ကအ धिक တာဝန်ယူထုတ်လုပ်နေခြင်းဖြစ်ပြီးရင်းဆက်များမှာမဲမတမာမှုလုပ်ရန်မဖြစ်နိုင်ကြောင်းထို့ကြောင့်မဲပေးဆက်များဖြင့်မဲခိုးနိုင်သည်ဟု၎င်းဆန္ဒမဲများကိုမမှန်မကန်လုပ်ဆောင်မည်ဟု၎င်းပြောဆိုမှုများနှင့်လူမှုကွန်ရက်တွင်ရေးသားမှုများကိုဖော်ထုတ် အေးအေးယူရန်ညွှန်ကြားလာကြောင်းသိရှိရသည်မဲပေးဆက်တွေကအရန်တိကျပြီးတော့မဲရည်တွက်မှုနဲ့ရလက်ကိုချက်ချင်းထုတ်ပြန်နိုင်တယ်အဲဒါကြောင့်မဲပေးဆက်ကိုမဲခိုးနိုင်တယ်မဲလိမ်နိုင်တယ်လို့ပြောဆိုတာတွေလူမှုကွန်ရက်မှာရေးသားတွေကိုရွေးကောက်ပွဲဥပဒေနဲ့အေးအေးယူဖို့ညွှန်ကြားတာရှိပါတယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့နှိဆက်သောတရင်ရင်းမြစ်ကပြောဆိုသည် ထို့ပြင်ရွေးကောက်ပွဲကာလအတွင်းမဲပေးဆက်ဖြင့်မဲပေးရာတွင်မဲပေးချက်ဖော်ပြသည့်ဆမပြသသည့်ဆန္ဒမဲဖြစ်ပိုင်းတွင်မိမိမဲပေးထားသည့်လွတ်တော်ကိုယ်စားလှယ်အလောင်းအမည်နှင့်တင်ဂေတာအမှတ်အသားမဟုတ်ပဲအခြားလွတ်တော်ကိုယ်စားလှယ်အလောင်းအမည်နှင့်တင်ဂေတာအမှတ်အသားကိုမှားယွင်းဖော်ပြသည်ဟုမမှန်မကန်တိုင်ကြလျင်ထောင်ဒဏ်၃နှစ်တို့မဟုတ်ငွေဒဏ်၃သိန်းတို့မဟုတ်ဒဏ်၂ရက်စလုံးချမှတ်နိုင်ကြောင်းလွတ်တော်ရွေးကောက်ပွဲဥပဒေများတွင်ပြဋ္ဌာန်းထား